ပြောတော့နေတာဗျာเนาะမျက်စိစပွေမွေးဆူလာလို့ကျွန်တော်အမုန်းခံပြီးနည်းနည်းပြောလိုက်အောင်မယ် ဟိုတလောပေါ့နော်နာမည်ကြီးဝါးတဲ့ကိစ္စကိုသိမယ်တင်တယ်နော်ဒါဟိုရပိုင်းရမှာပါနော်ဆိုတော့ဒါ MRD4 မင်းသားတယောက်ပေါ့နော်မင်းသား2ဆိုတဲ့ကောင်းလေးပေါ့နော်ဆိုတော့ကားအက်ဆီဒန့်ဖြစ်ပြီးပေါ့နော်ဒါဘဝတစ်ပါးဆိုပြောင်းသွားတယ်ဆိုတဲ့ပုံလေးကြီးကျွန်တော်တွေ့ရတယ်လိုင်းမမဒီကောင်းလေးကိုပေါ့နော်ငယ်သေးတယ်နှမျောချောင်းဝမ်းနှောချောင်းဆိုပြီးပေါ့နော်ဒါပုံလေးဝိုင်းပြီးရရှေးပေးကြတဲ့လူတွေလည်းအများကြီးကြုံတွေ့ပါတယ်ဆိုတော့ဒီခါကျတော့ကျွန်တော်ကတော့ကားသမားပေါ့ဗျာကားသမားဆိုတော့ကားပဲစိတ်ဝင်စားတာဒီကောင်းလေးဘယ်တော့မှပေါ့နော်ကားကပြင်းပြင်းထန်ထန်ပေါ့နော်ဒါတိုက်သွားလို့လူထိသွားလဲဆိုကြည့်တဲ့ခါမှာကားတော်တော်ဆိုးတယ် ကားတော်တော်လေးဆိုးတယ်တော်တော်ပြင်းပြင်းထန်ထန်အထိမောင်းလို့ပေါ့နော်တော်တော်အချိန်ပြင်းပြင်းမောင်းလို့ကားကတစ်ချမ်းလုံးကြည်သွားတာ တစ်ချမ်းလုံးကြည်ွားတဲ့အခြေအနေပေါ့နော်ဒီမှာရင်မောင်းဘက်တစ်ချမ်းတစ်ချမ်းလုံးကြည်ွားတဲ့အခြေအနေမို့လို့ကျွန်တော်တို့ဒါလူပါထိသွားတာပါဗျာဆိုတဲ့ခါကျတော့အဲပုံမှန်အခြေအနေမှာဆိုလို့ရှိရင်အဲ့လိုကားတွေထိွားရေဆိုလို့ရှိရင်ကျတော့ workshop ကိုသွားပြီးတော့ပြင်လိုက်တယ်ဒီတိုင်းပဲဗျာထက်စီးကြတယ်ပေါ့ဗျာဒါပေမဲ့သူ့ကားကျတော့ကျွန်တော်ပြောမယ်ဆိုတနိုင်ငံလုံးတည်ွားတဲ့အနေထားပေါ့ဗျာဟိုနိုင်ငံကျော်မင်းသားလေးဖြစ်တဲ့ခါကျတော့တနိုင်ငံလုံးတည်ွားတဲ့ခါကျတော့အဲ့ဒီကကျင်းတည်တဲ့ RDA RDA ပေါ့နော် RDA WRDA ဆောင်ပြီးမှပဲကျွန်တော်တို့ပေါ့နော်ဒါပြန်လည်ပြင်ဆင်မှုတွေပါတင်ပြီးတော့မှပဲဒါအသုံးလို့ရတော့မှာ သိတယ်ထွက်လာတဲ့ခါကျလို့ရှိရင် WE ပါရမယ်ဆိုတော့ကျွန်တော်သိတယ်ဒီခါကျတော့ဘာလို့တို့ဘယ်လိုမျိုးလုပ်မလဲဆိုတော့ကျွန်တော်စိတ်ဝင်စားစောင့်ကြည့်နေရဗျာမကြပါဘူးမနေ့ကပဲ live ပေါ်မှာပြန်တက်လာရပေါ့နော်ဒါမင်းသားထုရဲ့ကားကားတဲ့အပွားကားကြီးပါဝတ်တော့ကားကြီးပါဆိုပြီးတော့ဒါတဲ့င်းနေ ထွက်လာတယ်ပေါ့နော်ဆိုတော့ခါကြတော့အမ်ကာသမားရေဆိုသိပါတယ်နော်ဒီဒီကာလောက်ကမှကျင်ကျင်လင်နေတဲ့သူတွေပေါ့နော်ကားအယောင်ဝယ်လုပ်နေတဲ့သူတွေကားအကြောင်းနားလေတဲ့သူတွေဆိုလို့ရှိရင်အဲ့ဒါဘာအကွက်ရွှေ့သွားလဲဆိုတော့သိတယ်တကယ်ပွားပြီးစီးထားတဲ့ဝတ်တော့ကားလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ထင်နေပေါ့နော်အကြောင်းအရာတစ်ခုခုလည်းဖြစ်ဖြစ်ပါပါဗျာကျွန်တော်ကတော့တေချာမသိရတဲ့ကြောင့်မလို့ကျွန်တော်တဲတော့မပြောတော့ဘူးပေါ့နော်ဒါကျွန်တော်ဗာပြောချင်လေးဆိုတော့သိတယ်မိဆိုရင်သိပါတယ်နော်အဲသိတယ်မိဆိုရင်သိရဲ့ဆိုတော့ခါကျတော့အဲ့လိုမျိုးပေါ့နော်အပွားကားတွေက ဘယ်ကနေလာလဲဆိုတာလည်းကျွန်တော်မိတ်ဆွေတို့ကျွန်တော်တစ်ချက်ပြပြမယ်ခနော်အပေါ်ကားကြီးဆိုတာဘယ်လိုမျိုးကနေလာလဲဆိုတော့တချို့တတိတွေရပါတော့တို့ကားစီဝေးလိုက်တယ်တို့ကားကိုတို့ကအထိခိုက်မခံခြင်းဘူးကီလိုလည်းမတက်ခြင်းဘူးပြင်ရောင်းတဲ့အခါမှာလည်းဈေးနှိမ်မခံခြင်းဘူးအစ်စ်တိုင်းမရောက်နေတဲ့အခါကျတော့ဘာလို့လဲဆိုတော့မြောက်ဦးဒီဘက်ကနေပြီးတော့တို့နဲ့ကားပေါ့နော်မော်ဒယ်တူကားတူတဲ့ဟာကိုအဲပေါ့နော်အယောင်တူတဲ့ဟာကိုတွင်းလိုက်တယ်တွင်းပြီးတော့ဘာလို့လဲဆိုတော့ ဒီဘက်ပေါ်တော့ဝယ်ထားတဲ့ကားရဲ့နံပါတ်ပြားတွေဝိတက်တွေနဲ့ပွားပြီးတော့စီးကြရပေါ့နော်အဲ့လိုလူကြီးလေးရှိရဲတချို့ကကြောက်လည်းမဟုတ်သူများကားကိုလိုက်ပြီးတော့ပွားစီးရလူရှိရပေါ့နော်အဲ့တော့သူများကားကိုဘယ်လိုပွားစီးလဲဆိုရင်ရှင်းချင်တယ်ကျွန်တော်ပြပြမယ် line မှာမှာဂျုံပူရမိတ်ဆွေရှိရဲ့ဆိုလို့ရှိရင်လေပေါ့နော်ဘုံမငယ်လို့ရတယ်ပေါ့နော်ဆိုတော့အကိုကြီးကျွန်တော်ကျွန်တော်ကားလေးညဘက်ညဒီမှာထားရတာနံပါတ်ပြားနဲ့ဝိတက်ပြောက်သွားတယ်ဆိုတာတကယ်တော့ကျွန်တော်နံပါတ်ပြားနဲ့ဝိတက်ကဘာမှလုပ်လို့မရအောင်ရောင်းစားလို့မရအောင်ကန်းကျနာကိုလည်းပြန်သွင်းလို့မရအောင်အဲ့တော့ဘာလုပ်တာလဲဆိုတော့အဲ့ဒီပွားတဲ့ ပွားပြီးတော့စီးရဲလူတွေစီကိုရောက်သွားတာအဲ့တော့ကိုကားနဲ့မပြတ်သွားပြီဆိုလို့ချင်းသတိထားပါเนาะဘာလို့လဲဆိုတော့တခြားတစည်းမှာပွားစီးနေပြီဆိုတော့သတိထားဖို့လိုပါတယ်เนาะဟုတ်ပြီအဲ့ဒါဆိုအကိုရုပ်ပြီအကိုပြောသလိုပေါ့เนาะဒါဈေးကွက်ထဲမှာအပွားကားတွေအများကြီးရှိရဆိုလို့ချင်းညီလေးတို့ကောက်ဝယ်တဲ့ခါကြလို့ရှင်ပေါ့เนาะဒီလိုအပွားကားရင်မမိအောင်အပွားကားရင်မတိုးအောင်ဘယ်လိုမျိုးစစ်ကံမလဲရှင်းပြပေးပါဆိုလို့ရှင်ကျွန်တော်ပြပြမယ်အပွားကားတွေမှာစစ်လို့ရတဲ့နီလန်အများအစားမရှိဘူးပေါ့เนาะတိအချက်ပထမအဆုံးဘာစစ်ကံမလဲဆိုရှင်ချက်စီ ချက်စီကိုစစ်ပါကျွန်တော်ပေါ့နော်ဒီကားတွေမှာဒဇင်းနဲ့ဒဇင်းရဲ့ချက်စီမတူဘူးပေါ့ဗျာနော်ဒီချက်စီကိုပါဖျက်ဆက်လောက်ထားတယ်ဆိုလို့ရှိရင်တော့စစ်လို့မရတော့ဘူးပေါ့ဗျာချက်စီစစ်ပါအဲနောက်တစ်ခုကကြတော့နင်းပလိပြားပေါ့ဗျာနော်နင်းပလိပြားတွေစစ်ပါကျွန်တော်ကားဒဇင်းမှာနင်းပလိပြားကကျွန်တော်ပေါ့နော်ဒဇင်းဒဇင်းမတူပါဘူးအဲ့ဒီခါကျတော့ကျွန်တော်နင်းပလိပြားတွေစစ်ပါပြီးရင်ချက်စီကိုစစ်ပါနော်အဲ့ဒီနှစ်ခုကိုပဲကျွန်တော်စစ်လို့ရမယ်ကျန်တဲ့ဟာကြီးကစစ်လို့မရပေါ့နော်ကျွန်တော်ဒီခပတ်ဒီပါတွေရတယ်လဲလို့ရရဗျာနော်ဒီချက်စီတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဖောက်စုပေါ့နော်ဒီဟိုဘက်ကားကားဟာကိုဖောက်စုဖျက်ဆက်လောက်ပြီးမှပဲကျွန်တော်တို့ပေါ့နော်အဲလဲလို့ ရတယ်ဆိုတဲ့ခါကျတော့ဒီအထူးသဖြင့်ဆိုလို့ရှိရင်ဗာဟိုကျွန်တော်မင်းသားထုကလို့ပြောတယ်ဗောဗျာဆိုတော့မင်းသားထုကဆိုလို့ရှိရင်တိုက်ပြီးကြည်သွားတယ်ဗောဗျာအတူကားဆိုကြည်သွားတယ်ကြည်သွားတဲ့ခါကျဘာလို့လဲဆိုတော့ကားကိုဈေးနှိမ်ပြီးတော့မယောင်းကျင်တဲ့ခါကျတော့အဲ့ဒီကားမှာရှိရချက်စီချက်စီနေရာလေးကိုပဲကွက်ပြီးယူပြီးတော့ဝက်တော့ကားတစ်စီးမှာ ချက်စီကိုလဲလိုက်တာအဲ့လိုမျိုးတွေဆိုလို့ရှိရင်လေဒါကျွန်တော်တို့ပေါ့နော်ဖောက်ဆုပ်ဖြတ်ဆက်ပေါ့နော်ဒါကျွန်တော်တို့အပွားတွေဖြစ်သွားတာပဲပေါ့နော်ဆိုတော့ခါကြတော့ပေါ့နော်ကျွန်တော်တို့ဒီအဓိကဖြစ်စစ်မယ်ဆိုလို့ရှိရင်တော့ချက်စီတွေနင်းပလိတ်ပြားတွေပေါ့နော်ပြီးရင်ကျွန်တော်တို့ဘောင်နံပါတ်လေးတွေဆိုပါတယ်အဲ့ဘောင်နံပါတ်လေးဘောင်ဆိုတာဒီချက်စီနံပါတ်အပြင်တခြားဘောင်နံပါတ်လေးရှိရကုတ်လေးရှိသေးတယ်ပေါ့နော်ဒီဒီလက်တန်းကုတ်လေးတွေနော်ဒီ right တန်းကုတ်လေးဆိုတာရှိသေးတယ်အဲ့လိုကုတ်လေးနဲ့လည်းကျွန်တော်တို့စစ်လို့ရရပေါ့ဗျာအဲ့ဘာမစစ်ကမလဲဆိုလို့ရှိရင် website မှာကိုယ့်ရဲ့ချက်စီနံပါတ်ကိုရိုက်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်ကရဲ့ချက်စီနံပါတ်ကိုကြားရဆိုလို့ရှိရင်အဲ့ကားမှာပတ်သက်တဲ့အချက်လက်တွေအကုန်ကြားတယ်ဒီ right code တွေ back code တွေပေါ့နော်ကျွန်တော်ဒီ နောက်ကပေါ့နော်ဒီဘင်းကုတ်ဒီဘာရန်ကုတ်ဒီအော့ဖရင်ကုတ်တွေအစအကုန်ကြတယ်အဲ့ဒီကုတ်တွေနဲ့အကုန်စစ်လို့ရတယ်အဲ့တော့တခုပြောချင်တာကပေါ့နော်ကို့အနေနဲ့အလောက်ရှုပ်ခံပြီးတော့မစစ်နဲ့ဘာသာစစ်ကံလဲဆိုရှင်ကာညာနာမှာသွားပြီးတော့စစ်တာအကောင်းဆုံးပဲကာညာနာမှာကျွန်တော်တို့တည့်ရဝင်တော့တည့်ရဝင်ရင်စစ်ပါစစ်တဲ့အခါကျလို့ရှင်ဘယ်ပွဲစားဘယ်ကျိုးဆောင်ကမှချိတ်ပြီးတဲ့သူတွေနဲ့မစစ်ပါနဲ့ကိုကိုတိုင်းကိုကိုရိုင်းဖောင်တင်မှာကိုကိုရိုင်းကညလာယုံသွားပါကိုကိုရိုင်းတည့်ရဝင်စစ်ပါ နော်အဲတချို့တွေကကြတော့လေပေါ့နော် showroom နဲ့ကျွန်တော်ပေါ့နော်တချို့က showroom နဲ့ဒီကန်နာလူတွေနဲ့ပေါင်းပြီးပေါ့နော်ဒီတိုက်ကားတွေကြည်ကားတွေကိုလည်းမင်းကြီးအောင်ဆောင်ပြီးတော့ရောင်းပြီးလိုက်တဲ့အကွက်မျိုးတွေရှိတဲ့အခါကြတော့ပေါ့နော်ဂျင်းမမိဂျင်းဦးဆိုလို့ရှိရင်ကိုကိုရိုင်းကပေါ့နော်ကိုကိုကိုရိုင်းလောက်ပါရင်စစ်တဲ့အလုပ်ကိုကိုကိုရိုင်းလောက်ပါကိုကိုရိုင်းသွားပါပြင်စစ်တဲ့သူလည်းကိုကိုရိုင်းမေးပါနော်တတိကတေကြလားဆိုတော့ဘာလို့လဲဆိုတော့ပေါ့နော်အဲဘာလို့ကျွန်တော်အဲ့လိုပြောရလဲဆိုတော့ပေါ့နော်ကျွန်တော်ကားရောင်းဝယ်လုပ်ခဲ့တဲ့အတော်အတွင်းမှာကျွန်တော်ကြုံခဲ့ရတဲ့ဟာတွေကိုတော့ဒါကျွန်တော်မိတ်ဆွေတို့ကျွန်တော်တတိထားစရာနေနဲ့ကျွန်တော် share လုပ်ပြပါ ြစ်ပါတယ်ဆိုတော့ဗီဒီယိုအရင်ရှိမှာဆိုလို့ဒီလောက်နဲ့ပဲကျွန်တော်ရက်ပါမယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးရနေပြီလို့ပေါ့နော်ဒါတစုံတရာအချို့တစ်ခုရခဲ့တယ်အတခုခုတိသွားခဲ့တယ်ဆိုလို့ရှိရင် yes လို့မှတ်ခဲ့ပြီလို့ရပါတယ်ခင်ဗျာနောက်ပြီးကြတော့ပေါ့နော်ဟိုတိကျတဲ့မိကုန်းလေးရှိရဲဆိုလို့ရှိရင်လည်းကျွန်တော် comment လေးမှာမှတ်ခဲ့ပြီလို့ရပါတယ်ပေါ့နော်ဆိုတော့အမှန်တရားတွေသိပြောတယ်ဆိုပြီးတော့အရင်ကြီးတည်းမမုံမာနဲ့အားလုံးတောက်ပါမှာလေလို့နော်အမှားပါရှင်ခွင့်လို့ပါတောက်ပါမှာလေအားလုံးတတပါကျွန်တော်ကတော့ကို channel ဖြစ်ပါတယ်ခင်ဗျာတတပါ